အသေးကွဲနေရလားအသေးကွဲလို့ရတဲ့စိတ်ဓာတ်ရတွေကင်းစင်တဲ့အထိစိတ်ကိုစေးကြောပြစ်လိုက်ပါလောကကြီးလည်းမှာငါတို့ရက်တည်ဖို့အတွက်တကယ်တကယ်တော့ဘသူ့မှာလိုအပ်နေတာမျိုးမရှိပါဘူးစုံတွေးခိုက်မှာအများကြီးချစ်ခဲ့ကြတယ်မခွဲဘူးလို့ဂရီတွေထားခဲ့ကြတာပဲမဟုတ်လားအဆုံးသက်မှာတော့ခေါင်းစဉ်အမျိုးမျိုးနဲ့ဝေးကြရတာပါပဲအသေးကွဲတဲ့အခါမိန်းကလေးတွေကပိုလှလာပြီးယောက်ျားလေးတွေကအယက်သမောင်းဖြစ်သွားတတ်ကြတယ်တဲ့ new fee မှာတွေးလိုက်တယ်အဲ့ဒါတိတ်မှန်တာပဲယောက်ျားလေးတော်တော်များများအသေးကွဲတဲ့အခါ အရက်တွေတောက်ပြီးတော့ပျက်စီးသွားတတ်ကြတယ်။အမျိုးသမီးတွေကကြတော့အသေးကွဲတဲ့အခါမှာကိုယ့်ကိုပြုတ်ပြင်းကိုယ့်ကိုခွန်အားတွေပြန်ယူရင်းနဲ့ပိုလှလာကြတယ်။အသေးကွဲတာဘဝကြီးပြတ်သွားတယ်လို့ပဲလို့ပြောကြတယ်။သူမရှိရင်ဘဝကပျော်စရာမကောင်းတော့ဘူးလို့လည်းတွေးကြတယ်။ဝမ်းနေကြတယ်၊ငိုကြတယ်၊အားငယ်တက်ကြတယ်။တေချာတွေးကြည့်လိုက်ပါ။သူတို့တကယ်ရောချစ်တာလား။အမမဟောသူတို့ရဲ့ဂရုစိုက်ခြင်းနဲ့ကျင်နာယူရခြင်းတွေကိုခင်တွယ်မိနေတာလားလို့ကိုယ့်ကိုပြန်မေးကြည့်လိုက်ပါ ဝေးသားတဲ့အခါစကားပြောဖို့မရှိသေးလို့သာတယောက်တည်းအထီးကျန်နေလို့ခံစားနေရတာပါတကယ်တော့အထီးကျန်နေတာမဟုတ်ပါဘူးလူတွေနဲ့စကားမပြောဖြစ်တော့လို့အထီးကျန်နေတယ်လို့ခံစားရနေတာမျိုးဖြစ်ပါတယ်ချစ်ရသူနဲ့ပြတ်သွားတဲ့အခါမှာအနာအတငယ်ချင်းတွေကိုပဲအချိန်ပိုပေးလိုက်ပါစကားတွေအများကြီးပြောလိုက်ပါခီးတွေအတူတူသွားလိုက်ပါအထီးကျန်ချင်းကဘာမှလဲလို့မေးယူရပါလိမ့်မယ်အချင်းနဲ့ဝေးကွာသားလို့ဝန်းနေနေမယ့်အစားငါသာလျင်ပျော်ရွှင်ခြင်းစစ်မှန်မျိုး ရှာဖွေနိုင်တယ်ဖန်တီးနိုင်တယ်လို့တွေးလိုက်ပါညံ့နွမ်းနေတဲ့စိတ်တွေကိုကြည်လင်နေတဲ့သဘာဝတရားကြီးကိုကြည်ပြီးတော့စေကြောပြစ်လိုက်ပါအသေးကွဲလို့ရတဲ့စိတ်ဒဏ်ရာတွေကင်းစင်တဲ့အထိစိတ်ကိုစေကြောပြစ်ပါလောကကြီးလည်းမှာငါတို့ရက်တည်ဖို့အတွက်တကယ်တကယ်တော့ဘသူ့မှာလိုအပ်နေတာမျိုးမရှိပါဘူး तू မရှိရင်တယောက်တည်းမရက်တည်နိုင်ဘူးတဲ့လားဒါဆို तू နဲ့မဆုံခင်တော့ဟောဘသူနဲ့နေပြီးရှင်သန်ခဲ့ရတာမို့လို့လေငယ်စဉ်ကတယောက်တည်းရှင်သန်နိုင်ပေမဲ့ ပိုပြီးတော့ရင့်ကျက်လာတယ်ပိုပြီးအသက်ကြီးလာမှဘာလို့သူ့ကိုလိုအပ်ချင်သွားရတာကိုယ်မလိုအပ်တော့တဲ့သူတယောက်ကိုငါတို့ကဘာလို့တန်းတပြီးတော့လိုအပ်ပြနေရအောင်မလဲကိုဘကအကောင်းဆုံးအတက်နိုင်ဆုံးချစ်ပေးခဲ့ပြီးပဲမဟုတ်လားကိုတောင်ဝင်ကြည့်ပြီပေါ့ကိုဘကအကောင်းဆုံးချစ်ပေးခဲ့ပြီးပြီသူ့တက်မလိုအပ်တော့လို့ထွက်သွားတာကိုကိုကဝမ်းနေစရာဘာအကြောင်းမှမရှိဘူးငါတို့မှလည်းငါတို့ရဲ့တန်မိုးဆိုတာရှိတယ်မဟုတ်လားကိုကိုကိုလည်းတန်မိုးထားပါဦး ဘာလို့သစိမ်းပြောက်ကိုတန်မိုးထားပြီးတော့ကိုယ့်ကိုယ်ကိုထပ်ပိုချစ်နေမှလဲအဲ့ဒီသစိမ်းကကိုယ်မလိုအပ်တော့လို့သူ့လိုရအောင်ထွက်သွားပြီပဲကိုယ့်ကိုယ်ကိုပဲပိုချစ်လိုက်ပါပိုပြီးတော့ပဲဂယူးဆိုင်လိုက်ပါကိုယ့်ကိုစိတ်ဓာတ်ပိုင်းဆိုင်ရာအရာ physical ပိုင်းဆိုင်ရာအရာတွေကိုတန်မအောင်သာလေ့ကျင့်ထားရင်ငါတို့ရဲ့မနက်ဖြန်နေမှာဘယ်တစုံတယောက်ကိုမှလိုအပ်တော့မှမဟုတ်ပါဘူးဒါကြောင့်မို့လို့အတဲကွဲတဲ့အခါမှာခွန်အားဖြစ်နေတာကိုယ့်ရဲ့ဝန်းနေနေတဲ့စိတ်တွေကိုပြန်ပြီးတော့မွေးမြူလိုက်ပါ လောကကြီးမှာဘယ်သူရှိမှရှင်သန်လို့ရမယ်ဆိုတဲ့အရာမျိုးမရှိပါဘူးခံစားရတယ်ဆိုတာလည်းအာခဏတာအတူတူရှိခဲ့ကြတယ်အမတ်တရားတွေကြောင့်ဒါအဲ့ဒီလူမရှိတော့တဲ့အခါမှာလွမ်းလွမ်းစေးတန်းတိုင်နဲ့ခဏတာခံစားရတာပါအချိန်တိုင်ရင်တော့အကုန်လုံးကအရရာပြန်အဆင်ပြေသွားပါတယ်ဒါကြောင့်မို့လို့အသေးကွဲတာကိုဘွာကြီးပြတ်တယ်လို့မျိုးအာဘာမှမလုပ်နိုင်တော့ဘူးကိုယ်အလုပ်တွေအပြတ်ခံ ကိုယ့်ရဲ့ကောင်းမွန်တဲ့အနာဂတ်တွေအပြည့်ခံပြီးတော့မှပူဆွေးတော့ကရောက်မနေပါနဲ့အာကိုလုံးစရာရှိတာတွေကိုကိုပို့လှအောင်နေမယ်အဲကိုကိုပို့တော်အောင်နေမယ်ပြီးတော့အာဘာသာရေးမင်းများလုပ်မယ်ပြီးတော့စာရေးမင်းများဖတ်မယ်ဒါမျိုးဆိုလို့ရှိရင်ကိုဘွားကလည်းတိုးတက်ပြီးတော့ပျော်ရွှင်စရာကောင်းလာမှာပါပြီးတော့ကိုဘေးနားမှာရှိတဲ့ချစ်ရသူတွေကိုပို့ပြီးတော့ပဲချစ်ပေးလိုက်ပါပို့ပြီးတော့ပဲတန်ဖိုးထားပေးလိုက်ပါပြီးတော့ကိုအတွက်မလို့အာကိုမလို့အတော်တဲ့သူတွေသို့မဟုတ်ကိုအတွက်မကောင်းတဲ့သူတွေက သူတို့ခြေထောက်နဲ့သူတို့ကိုဘွားတွေကထွက်သွားတဲ့အခါမှာထွက်သွားခွင့်ပေးလိုက်ပါအာကိုဘွားတွေကိုအဲ့ဒါထပ်ဖို့ကောင်းတဲ့အရာတွေရောက်လာမှာပဲဖြစ်ပါတယ်အကြောင်းမလို့ခုရှင်းရစာပြီးတော့အသက်မကွဲကြပါနဲ့တော့ကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်ဆောက်ကလေးကတော့ပျော်ရွှင်စွာနေထိုင်မှာမျိုးသက်ဆိုတဲ့ဆောက်ကလေးပဲဖြစ်ပါတယ်ကျန်ရတော့ဆောက်ကလေးဖတ်ပြနေရပါဘောနော်အာဒီဆောက်ကလေးကလည်းတော်တော်ကောင်းပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ဖတ်ပြပါအောင်မယ် Thank you for watching bye bye